Justin Bieber ရဲ့တခြင်းတွေကိုပြန်လည်သိဆိုပြီးကဘာကျော်ဆယ်လီဖြစ်အောင်လှုပ်တော့မဲ့ဖြူဖြူထွေးအလုံးမင်္ဂလာပါဗမိစနောင်းကနေကြိုဆိုလိုက်ပါတယ်ဖြူဖြူထွေးကတခြင်းလဲဆိုတက်အကလည်းကောင်းတယုံဆောင်တဲ့နေရာမှာလဲနှစ်ခုခွဲသုံးခုခွဲတွေပါလုံနိုင်တယ်လို့ဇန်ညွန်လဲရေးတက်ပြီးကြောင်ညာတွေကိုလဲဒရိုက်တာလုံနိုင်တာကြောင့်ဘတ်ဆုံထူးချွန်သူတွေဖြစ်အားပေးကြသူတွေရှိပါတယ် တနိုင်ငံလုံးမသိတဲ့သူမရှိလောက်အောင်မြင်နေတဲ့ဖြစ်ဖြစ်ထွေးကအခုဆိုရင်တော့ global အဆင့်ကိုတန်လာနိုင်မှုအတွက် Justin Bieber ရဲ့တခြင်းကိုအသံသွင်းနေပါပြီ။ကဘာကျော်အဆိုတော် Justin Bieber ရဲ့ Baby တခြင်းကိုဖြစ်ဖြစ်ထွေးကလေ့ကျင့်နေပြီဖြစ်ကောင် rap စာသားတွေကိုလည်းကိုယ်တိုင်သိဆိုနေပါတယ်။ Baby တခြင်းက Justin Bieber ကိုကဘာကျော်အဆိုတော်ဖြစ်အောင်မြင်စေခဲ့တဲ့တခြင်းတွေထဲမှာတပုတ်အပါဝင်ပါဒီတခြင်းရဲ့တန်ဆင်ကိုယူပြီးမြန်မာနိုင်ငံမှာပြန်လည်သိဆိုထားတဲ့ဆိုတော်တွေလည်းရှိပါသေးတယ်။ ဖြစ်ဖြစ်ထွေကောင်မြန်မာနိုင်ငံမှာရင်ကြော်ကြားရတာအမရသေးလို့နိုင်ငံတကာထိထုတ်ဖော်အောင်မြင်နိုင်အောင် Justin Bieber ရဲ့တခြင်းတွေကိုပြန်လည်သိဆိုသွားတော့မှာပါ အရာရာမှာထူးချွန်နေဆိုပြီးနမည်ကြီးရဲ့ဖြစ်ဖြစ်ထွေးကအင်္ဂလိပ်လိုလဲ rap ရွံ့နိုင်တာကြောင့်အလုံးကတော့အံ့ဩနေကြရပါတယ်။အညာသူလေးဖြစ်ဖြစ်ထွေးကမြန်မာတန်ဆင်မဲ့ဆိုတတ်တယ်လို့ထင်ထားကြတဲ့အချိန်မှာအင်္ဂလိပ်လိုပါဆိုပြလိုက်တာပေါ့။ဖြစ်ဖြစ်ထွေးကိုတော့လူအများစုကတော့ဆန်လီလို့ပဲသတ်မှတ်ထားကြပါတယ်။ကြောင်းကပွဲမှာဂျွန်းထိုးပြီးနမည်ကြီးလာရကနေပွဲမှာကပြဖြောပြရင်းနဲ့ချမ်းသာလာခဲ့တာကြောင့်အနုပညာရေးသွေးမရှိဘူးလို့ထင်ထားကြတာပေါ့။စင်ပေါ်မှာကောက်ွက်မျိုးစုံကိုကပြတတ်တာဟာအနုပညာမဟုတ်ဘူးဆိုပြီးမကြာခဏလေးအပြောခံခဲ့ရပါတယ်။ဖြစ်ဖြစ် ူထွေကဒီလိုဝေဖန်မှုတွေကိုတော့မတုတ်ပြန်ခဲ့ပဲအလူတန်းလေးတွေလုတ်ပြီးပရိုက်တာစေတနာရှင်လေးလည်းဖြစ်လာပါသေးတယ်။ဂျွန်ထိုးပြယုံပဲတက်နိုင်တယ်လို့ထင်ထားသူတွေအတွက်ဖြူဖြူထွေကဘေဘီတချင်းနဲ့က rap စာသားတွေကိုပါရွတ်ပြပြီးအတန်သွင်းနေပါပြီ။ဒါကြောင့်မကြခင်မှာတော့ဘေဘီတချင်းကိုဖြူဖြူထွေ version နဲ့သီဆိုထားတာကိုနားဆင်ရတော့မလားလို့ထင်မှတ်နေရပါတယ်။ Justin Bieber ရဲ့ baby တချင်းကိုဖြူဖြူထွေးသီဆိုဟန်နဲ့နားဆင်ခြင်းတို့ရဲ့အတွက်တော့ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ သူ့ကိုအထင်သေးတဲ့သူတွေကိုအချင်းမဟုတ်တဲ့အကြောင်းဖြဖြူထွေးကရိမ့်မလေးပဲပြောက်လိုက်တာပါတကယ်တော့ဖြဖြူထွေးကမြမသန်းစင်တချင်းလဲစိုတက်တယ်လို့ပေါ့တချင်းတွေလဲစိုတက်ပါသေးတယ်ရပ်လဲရွတ်တက်ပြီးကြောက်ချက်ရဲ့ရပ်တချင်းတွေကိုတော့စိုပြနိုင်ပါသေးတယ် လက်ဆောင်ထူးချွန်နေတဲ့ဖြစ်ဖြစ်ထွေးက Justin Bieber တချင်းကိုပြန်ဆိုတေးအနေနဲ့အတန်သွင်းပြီးအားလုံးကို surprise လုပ်လိုက်ပါတယ်။ဒါကြောင့်ဘက်ဆောင်ထူးချွန်တဲ့ဖြစ်ဖြစ်ထွေးကိုတော့ချီးကျူးနေကြပြီးနောက်ထပ်ဘလို့ပညာရည်တက်မြောက်ထားသင့်လဲဆိုတာသိချင်နေကြပါတယ်။ဖြစ်ဖြစ်ထွေးကပွဲတွေမှာတည်ဆိုတဲ့အခါအခြားဆိုတော်ရရဲ့တချင်းတွေကိုပဲတည်ဆိုရပြီးကိုပိုင်တချင်းမရှိဘူးလားလို့မကြခဏအမေးခံရသူပါ။ဒါကြောင့်ဖြစ်ဖြစ်ထွေးကကိုပိုင်တချင်းတွေကိုလည်းထွက်ရှိထားပြီးမကြသေးခင်ကမှလည်းမမေကျော်တင်းရင်စရာတဟောင်းရေပေးထားတဲ့တချင်းကိုတီးဆိုခဲ့ပါသေးတယ်။ တဟောင်းရေးလိုက်တဲ့သချင်းတိုင်းကနမဲကြီးသွားတက်တာကြောင့်ရွှေလောက်ပိုင်းရှင်လို့တင်စားထားကြပြီး ဖြစ်ဖြစ်ထွေးသိဆိုလိုက်တော့လဲနမဲကြီးသွားပါတယ်ငွေကြီးတနိုင်တာကြောင့်တချင်းတွေကိုမကြခဏထုတ်လဲရှိတဲ့ဖြစ်ဖြစ်ထွေးကမြမတန်စင်မဲဆိုတတ်တာမဟုတ်ဖဲအင်္ဂလိပ်တချင်းတွေပါဖြောပြေတတ်သူဖြစ်လို့စတူဒီယိုမှာအထန်သွင်းနေပါဘင်ရပ်စာသားတွေကိုမထင်မငော့ဆိုပြတတ်ပြီးအပြုံဆိုထားတာဖြစ်ပေမဲ့လည်းအဖေသူတွေကများနေပါတယ်ပရိသတ်ခိုင်မာရထားတဲ့ဖြစ်ဖြစ်ထွေးကနောက်တစ်ခေတ်မှာထွန်းထောက်တဲ့ရပ်ပါမလေးလည်းဖြစ်လာနိုင်မှာသေးတယ် Justin Bieber ရဲ့ Baby တချင်းကိုပြန်လည်သိဆိုထားတဲ့ဖြစ်ဖြစ်ထွေးကိုပရိသတ်ကြီးရောအဖေမလားဆိုတာပြပြခဲ့ပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ